တောင်ရင်မြေဘေးကမက်ထော်တလေးကျေးရွာရဲ့ကွန်ကရစ်လမ်းပေါ်ကပြေးလွှားတန်နေလူမျိုးကြားတရုတ်တွေနဲ့မြန်မေးတစုပေါင်းမီတို့နဲ့ဘတ်တထောင်နံအုပ်လိုက်ဂိုင်ကာဘယ်သွားလို့သွားရမှန်းမသိတဲ့အချိန်ကဘာကြီးနေတကွာညီမလူအဖွဲ့စည်းတစ်ခုလုံးကဘာလူအဖွဲ့စည်းတစ်ခုလုံးစီကလိန်လေရာဇဝတ်မှုကျူးလို့နေတဲ့ကြားဖြန့်လို့ခေါ်တဲ့ online ငွေကြီးလိမ့်လေသူတွေဟာမြန်မာပြည်ရဲ့အချုပ်ချာအာဏာပိုင်မြေကရင်ပြည်နယ်မြောက်ဝတီမြို့မြောက်ဝတီခရိုင်မေတော်တလေးမင်းလက်ပံနဲ့ရွှေကုတ်ကိုတွေမှာရှိနေတယ်ဆိုတာကိုတော့ငင်းလို့မရတော့ဒီအခြေအနေဟာကြားဖြတ်တွင်မြန်မာပြည်မှာ ရှိတယ် ကရင်ပြည်နယ်မှာအခြေစိုက်တယ်။ကရင်လက်နက်ကင်တပ်တွေရဲ့ကာကွယ်ပေးမှုနဲ့ကမ္ဘာလူအဖွဲ့အစည်းကိုလိန်လည်နေတယ်ဆိုတဲ့တမိုင်းတစ်ခုဖြစ်လာခဲ့ရင်ကရင်လူမျိုးတစ်မျိုးလုံးရဲ့ဂုံတိတ်ခါနဲ့မြန်မာပြည်ထဲကမြန်မာနိုင်ငံသားတွေရဲ့ဂုံတိတ်ခါကပအလဲမှာဘလို့မျက်နှာပြမလဲတိုင်းပြည်ဟာစစ်တပ်အာဏာသိမ်းမှုကြောင့် စင်းရင်နွမ်းပါပြီးအဖက်ဖက်ကချို့တဲ့နေတယ်။ဘယ်နိုင်ငံသွားသွားမြန်မာပတ်စပို့ဆိုရင်အနှင်ခံနေရတဲ့အခြေအနေမှာထပ်ပြီးကမ္ဘာလူဝဲကြီးကိုလိမ်လည်နေတဲ့အွန်လိုင်းလိမ်လည်သူတွေဟာမြန်မာပြည်ကပါကရင်ပြည်နယ်မှာအခြေစိုက်ပါတယ်။ကရင်လက်နက်ကင်တပ်တွေကအကာအကွယ်ပေးထားပါတယ်ဆိုတာမျိုးထပ်ဖြစ်နေပါပြီ။ဒီတော့ ဒီအချိန်ဒီကိုကျွန်တော်တို့ရက်တန့်နိုင်ဖို့အတွက်လုံးစရာများများပြပြမရှိတော့ပါဘူးတိန်တောင်တပွဲမီးရဲ့ကျေသည်တန်ငင်းတမန်ငင်းကအကဲဆက်နေတဲ့အချိန်မှာတရုတ်အမေရိကန်အတွဲအဆက်ပဲလားအမေရိကန်ရဲ့ကစားကွက်ပဲလားပရောစီတွေရဲ့အားပြိုင်ရာနေရာဟာအခုဆိုရင်ကရင်ပြည်နယ်ကိုရောက်လာပါပြီတော်လိုင်းရင်းနဲ့ဆိုင်သည်ဖြစ်စီမဆိုင်သည်ဖြစ်စီတရုတ်နဲ့အမေရိကန်ရဲ့ကစားပွဲဟာ ထမဦးစွာ တရုတ်ရဲ့ proxy ကစားပွဲကြောင့်ရှမ်းမြောက်တခွင်လုံးညံ့ညံ့ကြီးခဲ့ရပြီ။နမတိနောက်ထပ် American ရဲ့ proxy ဟာကရင်ပြည်နယ်တခုလုံးညံ့ညံ့ကြီးသွားမလား။ဒီနေရာမှာထက်တွေ့ရမှာကကျွန်တော်တို့ညီကို တိုင်းသားများ ဖြစ်တဲ့ကရင်လူမျိုးတွေရဲ့ဂုံတိတ်ခါ KG ဘက်ရွှေကုတ်ကိုအစရှိတဲ့ကြားဖြန့်စင်တာတွေကိုတိစောက်ပြီးကိုကျိုးစီးပွားအတွက် ကာကွယ်ပေးနေတာကကရင်လက်နက်ကင်တပ်ဖွဲ့လို့အမိခံထားတဲ့လူတစုဒီလူတစုကြောင့်ကရင်လက်နက်ကင်တပ်တွေဟာကြားဖြန့်နေအွန်လိုင်းလိမ်လည်သူတွေကမ္ဘာလူဖွဲ့စည်းတစ်ခုလုံးကလူတွေကိုလိမ်လည်နေတဲ့သူတွေကိုကရင်လက်နက်ကင်တပ်ဖွဲ့တွေကအကာအကွယ်ပေးထားပါတယ်ဆိုတာဟာကရင်လူမျိုးတစ်ခုလုံးရဲ့ဂုံတိတ်ခါနဲ့သက်ဆိုင်ပါ ်ညမအချုပ်ချာအာနာရဲမှာဖြစ်နေတဲ့အတွက်ညမပြည့်ရဲ့ဂုံတိတ်ခါနေသက်ဆိုင်ပါတယ်ဒါဆိုရင်ငါတို့ဘာလုပ်ကြမလဲကရင်ပြည်နယ်ရဲမှာကရင်လူမျိုးလက်နက်ကင်တပ်ဖွဲ့ကရင်ကောင်းစားရေးလို့ဟေကျွေးနေပြီကရင်လူမျိုးတစ်ခုလုံးရဲ့ဂုံတိတ်ခါကိုရိုက်ချိုးဖျက်ဆီးလိုက်တယ် BGF DGV အစရှိတဲ့ကရင်လက်နက်ကိုင်တပ်ဖွဲ့များကိုကရင်တမျိုးသားလုံးကပြင်းပြင်းထန်ထန်ကန့်ကွက်ရပါလိမ့်မယ်။မြန်မာပြည်မှာဂုံတိတ်ခါကြီးမားခဲ့တဲ့ကရင်ကရင်လူမျိုးမြန်မာပြည်မှာရှိုးသားတယ်လို့အတိမတ်ပြုခံထားတဲ့ကရင်လူမျိုးမြန်မာပြည်မှာတပ်တန်းအရင်ဆုံးသောတော်လှန်ရေးတပ်ဖွဲ့ကြီးတွေနဲ့ ကိုပိုင်အုပ်ချုပ်ခွင့်တန်းတူညီမျှကြီးအတွက်တိုက်ပွဲဝင်နေတဲ့ကရင်တော်လိုက်ကြီးဒီချက်တွေအားလုံးကိုနင်းချီလိုက်မယ်ကရင်လက်နက်ကင်တစုလို့အမိခံထားတဲ့အစုအဖွဲ့တွေဟာသူတို့ရဲ့ကိုကျိုးစီးပွားအတွက်ကမ္ဘာလူဖွဲ့စည်းကိုလိန်လေတဲ့ကြားဖြန့်တွေကိုစင်တာများထူထောင်ပြီးကေကေပနဲ့ရွှေကုတ်ကိုလို့အမိပေးကကရင်ကုန်တိတ်ခေါက် ရှိုက်ချိုးနှင်းချေလိုက်ကြပါတယ်။ဒါဆိုရင်ကဘာတဝန်းလုံးကကရင်တွေကဒီလိုအဖွဲ့စည်းတွေကိုပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချဖို့လိုလာပါပြီ။ကရင်အမျိုးသားတစ်ခုလုံးကရင်တစ်မျိုးသားလုံးလက်မခံဘူးဆိုတာပြပြတသားထုတ်ပြရပါလိမ့်မယ်။မဟုတ်ရင်ကြားဖြန့်တွေကို ကရင်လက်နက်ကင်တက်တွေကအကာအကွယ်ပေးထားပါတယ်ဆိုတဲ့တမိုင်း တရင်လူမျိုးတွေလို့အပြောခံရတဲ့ဂုံတိတ်ခါကြဆင်းမှုကိုခံကြရပါလိမ့်မယ်။ဒါကြောင့်မို့ကျွန်တော်တို့တိုင်းသားညီကိုကရင်ပြည်သူလူလူကြီးခင်ဗျာကရင်မျိုးဆက်အသီးသီးတို့ခင်ဗျာမိမိအကျိုးစီးပွားအတွက်မိမိလူမျိုးရဲ့ဂုံတိတ်ခါနဲ့တိုင်းပြည်ဂုံတိတ်ခါကိုမထောက်တဲ့ကရင်လက်နက်ကင်တစုကို ကရင်တမျိုးသားလုံးနဲ့ဗမာတပီလုံးကပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပြီးတော့ဒီလောက်ရများဟာလက်နက်ကင်အကျိုးစီးပွားလောက်ကင်ဆောက်ရွက်နေသူတွေရဲ့လက်နက်နဲ့လှုပ်ဆောင်မှုတာဖြစ်ကြောင်းကရင်တမျိုးသားလုံးနဲ့မြန်မာပြည်လူ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 နဲ့လုံးဝမသက်ဆိုင်ကြောင်းပြင်းပြင်းထန်ထန်တုံ့ပြန်ရမယ်အချိန်ပါအမေရိကန်ရဲ့ proxy ကစားပွဲကြောင့်ဝုံနိုင်ကျဲသွားတဲ့ KGB ဘတ် ဲ့ဒီ GG ဘတ်ထွဲကတရုတ်ကြားဖြန့်တွေကိုရန်ကုန်နဲ့မန္တလေးကို BGF ကပို့ပေးနေတယ်လို့သိရတယ်။ရန်ကုန်လမ်းမတော်ကကြားဖြန့်လုပ်ငန်းတွေရန်ကုန်လိုင်းတာယာအိမ်ယာဝင်းတွေကကြားဖြန့်လုပ်ငန်းတွေဒါရီကိုရောမင်းအောင်လိုင်းဖက်စစ်တက်မတိပဲနေပါမလားအဲ့တော့ဒီနေရာမှာကြားဖြန့်လုပ်ငန်းတွေပတ်သက်ရင်ဒေါ်လာ အင်တာနက်ရွှေဈေးကွက်အစရှိတဲ့မြန်မာပြည်ရဲ့စီးပွားရေးဈေးကွက်များအားလုံးကိုချုပ်ကင်ထားတဲ့ဖက်စစ်တပ်စေုပ်စုခွင့်မပြုရင်ကြားဖြန့်လဲလုံလို့မရပါဘူးစစ်တပ်ခွင့်ပြုလို့သာကြားဖြန့်လုံကင်ခွင့်ရနေတာဖြစ်တဲ့အတွက်ကြဖြန့်ရဲ့ကြံပြားပါဟာမင်းအောင်လိုက်ဖက်စစ်တဲ့စစ်အုပ်စုဖြစ်ပါတယ်။ကြဖြန့်ကိုညီမပြည်တဲ့ကိုခေါ်သွင်းလာတာ ကြားဖြန့်ကိုညီမာပြည်ထဲမှာကြီးထွားရှင်သန်အောင်ခွင့်ပြုပေးနေတာဟာမအလဖက်စစ်တာဖြစ်ပါတယ်အဲ့တော့ရန်ကုန်လမ်းမတော်ရန်ကုန်လိုင်တာယာကအိမ်ယာဝင်းတွေကကြားဖြန့်တွေကိုမင်းအောင်လိုက်စစ်အုပ်စုနဲ့ရန်ကုန်စစ်တိုင်းမှုကဖမ်းရဲလို့လားကင်းပြင်းမှာလက်ရှိ KK ပတ်ကိုစစ်တပ်ကဝင်ဖမ်းမယ်ဆိုတဲ့ဖြာတယ်များကောင်းစားရေးအတွက် ဖြာကောင်းများနီလာကန်လို့လုတ်ပြနေတဲ့နိုင်ငံတကာကနှစ်ပေါက်တစ်ပေါက်ရှိုက်မဲ့ကလင်ကချစ်ကြတဲ့ဇက်ွက်တစ်ခုတော့အထင်ကြီးစရာမရှိပါဘူး။ရွှေကုတ်ကိုကိုဝင်ဖန်းရဲပါသလား။ကရင်တမျိုးသားလုံးရဲ့ဂုံတိတ်ခါညမာပြည်သူလူတရလုံးရဲ့ဂုံတိတ်ခါအနာဂတ်မှာအွန်လိုင်းလိန်လေသူတွေကြီးစိုးတဲ့နေရာကိုကာကွယ်ပေးနေတာ ကရင်တပ်ဖွဲ့တွေပါလို့အပြောမခံရအောင်ဒီလက်နက်ကင်တပ်ဖွဲ့တွေမှာမှကရင်မျိုးသားအစည်းအရုံး KMU ကဥဆောင်ပြီးကရင်တမျိုးသားလုံးကိုလှုံ့ဆော်ကလှုံ့ဆော်ကကြားဖြန့်နဲ့ပတ်သက်တဲ့ပြင်းထန်တဲ့ကန့်ကွက်မှုတွေကိုစတင်လုပ်ဖို့အချိန်တန်ပါပြီကြားဖြန့်လောက်ကင်ဆောင်ရွက်မှုကာကွယ်ပေးနေသူများဟာကရင်အမျိုးသားကောင်းစားရေးအမိခံက လက်နက်ကင်ရဲ့လူတစုသာဖြစ်ကြောင်းပြက်ပြက်သားသားပြောမှုအချိန်တန်ပါမဟုတ်ရှင်အနာဂတ်မှာကြားဖြတ်နေအခြေစိုက်တဲ့ကရင်ပြည်နယ်ကရင်လူမျိုးတွေရဲ့ဂုံတိတ်ခါဟာချာနေရိုက်ချိုးခံရတဲ့အနေထားတရက်ကိုတမိုင်းမှာရင်ဆိုင်ရပါလိမ့်မယ်အကူတွေကအ ကိအမျိုးသားအစည်းအရုံး KNU နေ့တခါခင်တမျိုးသားလုံးညမာပြည်သူတရလုံးဟာညမာချုပ်ချာအနာရဲမှာတည်ရှိနေတဲ့ကြားဖြန့်ကိရင်လူမျိုးလက်နက်ကင်တပ်ဖွဲ့တွေအကာအကွယ်ယူကြီးပွားဖွင့်ပြိုးလောက်အောင်စောင့်ရှောက်ပေးနေတဲ့ကြားဖြန့်ဟာကိရင်ပြည်သူလူထုမြန်မာပြည်သူလူထုတအူးတယောက်နေမှာမသက်ဆိုင်ကြောင်းပြက်ပြက်တာတာထုတ်ဖို့ပြောဆိုကြရပါမယ်အားလုံးကျေးဇူးတင်ပါတယ်